မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတောင်ုံမြို့ကေတုမဒီလေးတပ်စခန်းအတွင်းထဲကိုတရခုံမမ short တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခတ်ရာရှစ်လုံးအောင်မြင်စွာကြောက်ရောက်ပောက်ကွဲပြီးတော့ထိခိုက်သေးဆုံးမှုများရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့မေလ18ရက်နေ့မနေ့တနေ့48မိနစ်အချိန်မှာတောင်ကုန်မြို့ကေတုမတီလေးတပ်စခန်းကိုတရားခုံမမရှော့တိုက်တုံးဆက်တလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာရှစ်လုံးအောင်မြင်စွာကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့ထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။တောင်ကုန်လေးတပ်စခန်းဟာစစ်ရာဇဝဲမှုများကျူးလွန်ရမှာအရေးပါတဲ့ လေတဲ့ထောက်တိုင်တစ်ခုအဖြစ်နဲ့ထမ်းဆောင်ပေးနေတဲ့အပြင်အခုရက်ပိုင်းမှာတောင်ပိုင်းတော်လိုင်းရင်အားစုများရဲ့တော်လိုင်းရင်လှုပ်ရှားမှုများကိုလည်းလေချောင်းကနေဒရက်ဆက်ဘုံကျဲတိုက်ခတ်ရမှာအဓိကပါဝင်နေတဲ့လေတဲ့စခန်းတစ်ခုဖြစ်နေတဲ့အတွက်ကြောင့် BWM ရဲ့ Mission 37အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM Mountain Knight Civilian Defense Force MKCDF Anti-Coup People's Liberation Force ACPLF နဲ့ ပန်းတော်မြောက်ပိုင်းအထုဒေသအဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မြေပြင်ဆက်ဆင်ရေးများမှာပြည်သူတော်လှန်ရေးအင်အားစုများကိုရင်ဆိုင်နိုင်စွမ်းမရှိတော့ဘဲနဲ့ကြာရှုံးမှုများစွာနဲ့ရင်ဆိုင်လာရတဲ့စစ်ရှုံးကောင်စီဟာ လေရက်ကိုပဲအားကိုးပြီးတော့ဝေဟင်အသာစည်းနဲ့တော်လိုင်းအင်အားစုများကိုတံပြန်တိုက်ခိုက်လာနေတယ်လို့သိရပါတယ်။မကြသေးမီကဒီပင်းမြို့နယ်အိုထိန်ငွေကြီးရွာစာတင်ကျောင်းကကျောင်းသားကျောင်းသူကလေးငယ်များနဲ့ဆရာဆရာမများကိုဘုံကျဲတက်ဖြတ်မှုအပေါ်နိုင်ငံတော်ကရက်သားပြည်သူများကိုပြစ်မှတ်ထားပြီးတော့ဘုံကျဲတက်ဖြတ်ပြခြင်းဖြင့်၎င်းတို့ရဲ့မတရားလူယူထားတဲ့အာဏာကိုဆက်လက်ဆုပ်ကိုင်ထားဖို့စ조사နေတယ်လို့အသိပေးထားပါတယ်။ရွေးဦးတော်လိုင်းရေးအောင်မြင်ဖို့အတွက်စစ်ကောင်စီရဲ့လေဒတ်ကိုပြိုလဲအောင်လေဒတ်များ တိုက်လေရင်များပိုက်လော့များလေရင်စီဘုံဒီတစားတို့ထုတ်လုပ်တဲ့စက်ယုံအပါအဝင်လေတပ်ကိုအားဖြစ်ပေးနေတဲ့ဒေါက်တိုင်မျိုးစုံတို့ကိုဖြိုလဲရန်လက်လန်းမိတဲ့တော်လိုင်းအင်အားစုများနဲ့ပြည်သူများကတက်နိုင်တဲ့ဘက်ကနေပြီးတော့ဝိုင်းဝန်းကြိုးပမ်းကြရန်မြေတားရက်ခံထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲတရင်ကတော့သကိုင်းတိုင်းဘုဒ္ဓလင်မျိုးအထကကြောင်းဝင်းအတွင်းထဲမှာတက်ဆွဲထားတဲ့အချမ်းပါစစ်ကောင်းစီတပ်သားများကိုဝင်ရောက်တိုက်ခတ်ရာ စစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မေလ18ရက်နေ့မနက်6နာရီကစတင်ပြီးတော့ဘုဒ္ဓလင်းမြို့အထက်ကကျောင်းဝင်းအတွင်းအင်အား90ခန့်နဲ့တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာမနက်9နာရီခွဲအချိန်ကမှပြီးဆုံးခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော့လဲအရင်အတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော့တော်လိုင်းတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးတွေကအထကကျောင်းထဲမှာတက်ဆွဲထားတာနှစ်နှစ်လောက်ရှိနေပါပြီအင်အားက20ကနေအယောက်90လောက်အထိရှိတယ်ကျောင်းကိုကာထားတဲ့အုတ်တိုင်းနဲ့ကျောင်းရဲ့ဝင်းပေါက်ဝါမှာစစ်ခွေးတွေကဘန်ကာဆောက်ထားတာအဲ့ဒီနေရာအထိကိုကျွန်တော်တို့တွေဝင်းရောက်တိုက်ခိုက်ခဲ့ပါတယ်ကာကွယ်ရေးဘက်ကတော့ကြာဆုံးထိခိုက်ဒဏ်ရာရတာမရှိပါဘူးစစ်ခွေးတွေဘက်ကတော့ထိခိုက်ကြာဆုံးမှုရှိပြီးတော့အရေးဘက်ကိုစုံစမ်းနေပါတယ် တို့ဒဏ်ရာရပြီးတော့အော်ဟင်းနေတဲ့အတန်တွေကိုလည်းကြားခဲ့ရပါတယ်လက်ရှိဘန်ကာနဲ့ဂရုချင်းတွေကကုတော်ရွာရဲစခန်းကြပြီးကြတဲ့ကအခိုင်အမာတိဆောက်ထားတာပါကျွန်တော်တို့ဘက်ကဝင်ရောက်ပစ်ခတ်တာကတော့ချောင်းရင်ချောင်းသလိုမြို့ရင်းတွေကစစ်ခွေးတွေတပ်ဆွဲထားတဲ့နေရာတွေကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာပါလို့ဘူတလင်မြို့နယ်ပကဖစီရေးတာဝန်ခံကိုကျွယ်ကလေးကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုဘူတလင်မြို့နယ်ပကဖအဖွဲ့ဘူတလင်မြို့နယ်ရက်ကြီးကာကွယ်ရေးနဲ့တိုက်နယ်အဖွဲ့များမုံရွာနယ်ကံပြားကြီးပကဖအဖွဲ့ ရေဦးနယ်ပတ်ကဖနဲ့တိုက်နယ်ကိုကင်းအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလိုင်သာယာမြို့နယ်လိုင်သာယာချမ်းရီ Adidas ဖက်နက်ဆက်ရုံမှာတရက်ကိုလုံအားက12000ကျပ်ရရှိရေးအတွက်အလုံသမားများရဲ့ဆန္ဒပြမှုအတွက်ဆက်ရုံကတရက်ကိုလုံအားက8500ကျပ်ဝင်ကျင်သာတိုးပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ14ရက်နေ့ကစတင်ပြီးတော့အလုံသမားဥယျာဉ်6000ကျော်က လောက်ခလာစာတိုးမြင့်ရရှိရေးအတွက်ဆန္ဒပြခဲ့ကြပြီးတော့လေးရမြောင်နေမှာစစ်ကောင်စီရဲ့အလုံသမားဝင်ကြီးဌာနကကိုယ်စားလှယ်မြောင်စက်ယုံနဲ့အလုံသမားကိုယ်စားလှယ်ဆိုသူတို့တချို့ဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။အခုလိုမျိုးဆွေးနွေးရမှာတရက်ကိုလောက်အားက1200တိုးပေးရန်ဟာလုံးဝမဖြစ်နိုင်ပဲနိုင်ငံတော်ရဲ့အ ਨੇ ဆုံးလာစာပြထမ်းချက်ကိုဖောက်ဖြတ်လို့မရဘူးလို့ပြောဆိုလိုက်ပါတယ်။ဒါကြောင့်အပေါ်ဆောင်အနေနဲ့ဇယိတ်တချို့ထပ်မံပေါင်းထည့်ပေးကတရက်ကိုစုစုပေါင်းလုံးအားက6500ကျပ်ဝန်းကျင်သာတိုးပေးတယ်လို့သိရပါတယ်။ ျွန်တော်တို့တောင်းဆိုတာကအစိုးရထောက်ပံ့ခြင်းမပါဘဲနဲ့တရက်ကိုလုံအားက1000ကျပ်ပါမနေ့ကအလုံသမားကိုယ်စားလှယ်တွေပြောတာက အစိုးရထောက်ပံ့ခြင်းမပါအ ਨੇ ဆုံးတရက်ကိုလုံအားက၈000ကျပ်ရမယ်ပြောပြီးတော့အခုကျတော့အစိုးရထောက်ပံ့ခြင်းရောဗာကြီးညာကြီးရောပေါင်းမှလုံအားကတရက်ကို၈500ကျပ်ပဲရမယ်နောက်ပြီးတော့ OTJ လည်းတိုးမပေးထားဘူးသဘောတူညီချက်လက်မှတ်ရေးထိုးတာကလည်းအလို့သမားအားလုံးကိုအတိမပေးဘူးနောက်ပြီးတော့စာချုပ်မှာတနေ့အတွင်းစာနာမပြရကြီးကပါနေတယ်အဲ့ဒါတွေကအလို့သမားအများစုမသိဘဲနဲ့လက်မှတ်ထိုးလိုက်ကြတာပါအလုသမားကိုယ်စားလဲကိုဦးဆိုတာလဲဖုန်းခေါ်လို့မရဘူးဖုန်းတွေဆက်ပိတ်သွားကြပြီလို့ဆန္ဒပြတဲ့အလုသမားတို့ကရှင်းပြထားပါတယ်လက်ရှိစက်ယုံဘက်က တိုးပေးလိုက်တယ်လုံအားကနေပဲတလကိုအလုသမားများအနေနဲ့အခြေခံလစာနှစ်သိန်းကျော်သာရရှိပြီးတော့အချိန်ပုံရှိမှသာလျှင်လစာ3သိန်း8000ပတ်ဝန်းကျင်ရရှိမှာဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာစက်ယုံက OT အချိန်ပုံမပေးတော့ဘူးလို့ပြောပါတယ်။ဒါကြောင့်လောက်ခလစာဟာအလုသမားတအုပ်ကိုငွေကျပ်နှစ်သိန်းနဲ့နှစ်သိန်းခွဲကြားမှာသာရှိတဲ့အတွက်လက်ရှိကုန်စည်နှုန်းနဲ့ဘလို့မှစားလို့တောက်လို့အဆင်မပြေနိုင်ဘူးလို့ပြောဆိုထားပါဗျ။အလုသမားတွေကိုချမှတ်ပြပဲနဲ့သူတို့သဘောနဲ့သူတို့လက်မှတ်ရေးထိုးလာကြတယ်။ လိုချင်တာကတရက်ကိုလောက်အားကတောင်းတထောင်လောက်ရမှာကျွန်တော်တို့ကအသက်ရှူချောင်ယုံလေးပါအခုအားကတရက်ကို8500ပဲပေးတယ်ရက်မှန်ကြီးကိုပဲတိုးပေးထားတာဒါတော့မှစာချုပ်မှာတနေ့အတွင်းမှာဘာမှထပ်မတိုးပေးတော့ဘူးအလုပ်သမားကိုယ်စားလှယ်ဆိုတဲ့ကောင်းတွေကလည်းဖုန်းကိုစက်ပိတ်ထားကြတယ်စက်ယုံဘက်ကလည်းလောက်ခလာစားတိုးပေးမှာမဟုတ်ဘူးထောက်ပံ့ကြီးဆိုပြီးတော့မဖြစ်ဆက်လောက်လေးတိုးလာတာလို့စန္ဒပြတဲ့အလုပ်သမားတို့ကရှင်းပြထားပါတယ်လိုင်းတရားမြို့နယ်မှာရှိတဲ့ချမ်းရီ Adidas ဖက်နက်ဆက်ယုံဟာထိုင်ဝမ်နိုင်ငံသားပိုင်ဆိုင်တဲ့ဆက်ယုံဖြစ်ပြီးတော့အလုတ်သမားစုစုပေါင်း 6269ဦးအလုပ်လုပ်ကိုင်နေတဲ့စက်ရုံဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင် တော်လန်ဟေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစဉ်မပြတ်အစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်မှာရှိတဲ့73စီဆိုင်အပါအဝင်ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့နှိမ့်ရဆက်တိုက်ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ18ရက်နေ့မနက်9:58မိနစ်ခန့်မှာ ရတဦးကနေတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးကစင်ကုန်းမြို့နယ်စိုက်ကွင်းကျေးရွာပြေဝါထွန်စီပန့်ဆိုင်ရှိကျေးရွာအတွင်းနဲ့စက်ကွင်းကြီးတို့ကိုပေါင်300ဘုံးနဲ့၃ချိန်ဘုံးကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုအတွင်းမှာအဆောက်အဦးနှလုံးပျက်စီးသွားပြီးတော့ပြည်သူများထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။မေလ၁၈ရက်နေ့မနက်9:15မိနစ်ခန့်မှာဒရအူးလေတက်ကနေတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့ စင်ကူးမြို့မြောက်ဘက်မှာရှိတဲ့တီလာရွာကြားကိုပေါင်300ဘုံးနဲ့ထပ်မံကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲဒီလေချောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေအထိကိမ်းမရှိဘူးလို့တော့ပြောပါတယ်။ပြည်သူတွေတော့ထိကိမ်းတာမရှိပါဘူး။အစအဦးတွေပဲပျက်စီးသွားတာပါလို့ပြင်းဦးလိန်ခရိုင်ပတ်ကဖကတာဝန်ရှိသူတို့ကရှင်းပြထားပါဗါတယ်။ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ဝေးရမှာနေထိုင်ကြရန်နဲ့လေချောင်းရံကာကွယ်နိုင်ရန်အတွက်ဘုံခိုကျင်းများကိုတူးထားကြရန်ပြင်းဦးလိန်ခရိုင်ပတ်ကဖကအသိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံတက်ခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့အသက်16နှစ်ကနေအသက်36နှစ်အတွင်းရှိတဲ့မြန်မာလူငယ်၉ဦးကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့မေလ18ရက်နေ့မနက်7:00နာရီခွဲအချိန်လောက်မှာထိုင်းစစ်သားများကတရားမဝင်မြန်မာကိုအုပ်ကိုတင်ဆောင်လာတဲ့ကားများကိုဖုတ်ဖရခရိုင်အတွင်းမှာတားဆီးစစ်ဆေးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးစစ်ဆေးတဲ့အချိန်မှာအသက်19နှစ်ကနေအသက်36နှစ်အတွင်းရှိတဲ့မြန်မာလူငယ်ကိုအုပ်ကိုဖမ်းဆီးနိုင်ခဲ့ပြီးတော့ကားမောင်းသမားထိုင်းနိုင်ငံသား driver ကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံသားကားမောင်းသမားကမြန်မာနိုင်ငံသားများကိုတွားရောက်ခေါ်ယူပြီးတော့ဖုတ်ဖရခရိုင်ကိုပို့ဆောင်ရန်စီစဉ်ထားတယ်လို့ပြောပါဗျ။အဲဒီကားမှတဆင့်ထိုင်းနိုင်ငံအတွင်းဘန်ကောက်အပါအဝင် အလုရှိတဲ့နေရာများကိုတွားရောက်ကြမှာဖြစ်တယ်လို့သိရပါဗျ။တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားကိုအုပ်ကိုဖုံဖရမြို့နယ်ရဲစခန်းမှာအမှုဖွင့်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲ 俺明天走六秒，那家娃子喵。Bye.